ောက်မဲ့မင်းလာဗျာကိုစောကြီး sport channel ကနေတော့ news သားကြိုးစို့လိုက်ပါဗျာဒီနေ့မှာတော့ကျောင်းသင်ကြီးကျောင်းပြတွေဒီနေ့မှာလည်းပွဲစဉ်တွေပွဲကောင်းတွေတော်တော်များတာဖြစ်ပါတယ်ကျွန်တော်တို့ဒါဗီဒီယိုကလည်းဟိုတော်တော်လေးတော့ဟိုကြေးတန်းရပါဗျာတော်တော်လေးလေးလာနေရတဲ့အတွက်ကြောင့်အနည်းငယ်တော့နောက်ကျသွားတာဖြစ်ပါတယ်ဗျာကျွန်တော်ကိုစောကြီး channel မှာတော့ဒါထုံးစံတိုင်းပဲကျွန်တော် premier league ပွဲစဉ်5ပွဲကိုကျွန်တော်33ရက်ဖြစ်ပြီးတော့ဝိုင်းငင်းဝိုင်းဝိုင်း channel မှာတော့အရင်လိုပဲကျွန်တော်ထုံးစံတိုင်းပဲကျွန်တော်ကြိုက်တဲ့ဟာလေးတွေတုံးသက်သွားမှာဖြစ်ပါတယ်ဗျာ ဒီနေ့မှာကျွန်တော်တို့ကဒါပြီးရင်ကြည့်ရမယ်ဆိုတော့ဒါ Aston Villa ဘုံမောက်ရှိမယ် Brentford Newcastle Crystal Palace Brighton ရှိပြီးတော့ကျွန်တော် Northern Forest League Man City နဲ့ကျွန်တော် Liverpool ပဲဗျာဒီပွဲစဉ်ကတော့ကျွန်တော်ပွဲစဉ်ပွဲကောင်းတပွဲပါဝင်လာတာတွေ့ရပါဗျာကျန်တဲ့ပွဲစဉ်အပေါ်က၄ပွဲကတော့ကျွန်တော်ဒါည၈နိုင်ခွဲမှာကျွန်တော်ကန်သွားမှာဖြစ်ပါတယ်ဗျာဒီနေ့မှလည်းကျွန်တော်ဒါကြည့်ရမယ်ဆိုတော့အချိန်ကြီးတော်တော်လေးကတ်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့ဗျာကျွန်တော်တကယ်ကြောက်လို့ဒီနေ့မှလည်း အများဆုံးဆောင်းမှာ၃ဘွဲ့၄ဘွဲ့လောက်ပဲဆော့ကြဖို့ကျွန်တော်အကြံပေးပြောပဲပြောပြရစီမနေ့ကတော့ကျွန်တော်တထူးရောင်းဝဲကတော့မနေ့ကတော့အဆင်ပြေခဲ့တယ်ဒါပေမဲ့ကျွန်တော်ပါပါလေးပေါ့အနိုင်ပဲရရှိခဲ့တဲ့တော့ကြောင့်မနေ့ကကျွန်တော်လာဝဲသွားတဲ့တင်ငယ်ချင်းတွေကိုဒီနေ့မှလည်းကျွန်တော်တို့ကအစားတိုးပြန်ပေးသွားမှာဖြစ်ပါတယ် Brandford နဲ့ကျွန်တော် Newcastle ဒီဘွဲ့စီမှာဆိုတော့ Newcastle နဲ့အဝေးကွင်းကနေ level 30ပေးလာတာဖြစ်ပါတယ်ကိုပေါင်းစီရတော့ကျွန်တော်တို့က3လုံး85အနိုင်နဲ့စတင်ပြီးဖွင့်လှစ်လာတွေ့ရပါတယ်အခုလက်ရှိခြေထောက်ရလည်း ီဂျေးရန်နဲ့ပဲငြိမ်သက်နေရတွေ့ရတယ်ဒီနှစ်သင်းကကျွန်တော်ဒါအဆင့်73နဲ့74တိတ်ပြီးပြီးတော့အမှတ်ကလည်းတိတ်မကွာတဲ့နှစ်သင်းလာတွေ့တာဖြစ်ပြီးတော့ဝေဝင်းအရကြည့်ရမယ်ဆိုနျူကာဆယ်ဝေဝင်းဖောင်ပေါ့ဗျာတော်တော်လေးညံပြင်းနေတာကျွန်တော်တွေ့ရတယ်ဒီနေ့မှကျွန်တော်ဒါအင်္ဂလန်ပရီးမီးယားလီဂ်ထဲမှာဆိုကျွန်တော်ကြည့်ရသလောက်ပေါ့ဗျာဂိုးပေါင်းစင်းကိုပေါ်သွားနိုင်တဲ့ပွဲစဉ်ပေါ်တာတပွဲနှစ်ပွဲလောက်ပဲရှိမယ်လို့ပဲကျွန်တော်ယူဆတဲ့အတွက်ကြောင့်ဒီဘက်တင်မှာဆိုလဲဒါ အလုံးရှုံးဝင်ရိုးလောက်ပေးလာခြင်းအပြင်ဒီပွဲစဉ်ကျွန်တော်တို့ကဝမ်းဝမ်းလောက်ပဲပြီးသွားဖို့များတယ်လို့ပဲကျွန်တော်သုံးသပ်တယ်။ဒါကြောင့်ကျွန်တော်တို့ကနယူကာဆယ်အနေနဲ့ဝင်းဝင်းမှာနိုင်ဝင်းများရှိသေးဘူးဆိုတော့ဒီပွဲစဉ်မှာအကောင်းဆုံးများကန်လာနိုင်မလားနောက်တစ်ချက်ကကျွန်တော်ဘရန်ဖို့ရဲ့အိမ်ဝင်းဖောင်ပေါ့ဗျာအရန်ကောင်းတဲ့အတွက်ကြောင့်ဒီနေ့မှဆိုတော့ဟိုနယူကာဆယ်လိုဖောင်အောင်နေတဲ့အသင်းဟိုပေါ့ဗျာဘရန်ဖို့အနေနဲ့ကျွန်တော်ဒဲဂျီမဟုတ်ရင်တော့မအနေငယ်တော့ပြီးတဲ့ဂျီရန်ရန်လို့ကျွန်တော်ယူဆတယ်ဒါကြောင့်ကျွန်တော် body ကိုကျွန်တော်ရှောင်ပြီးတော့ဒီပွဲစဉ်ကျွန်တော် ဝမ်းဝမ်းလောက်ပဲကျွန်တော်မှန်းပါတယ်ဗျာ5ဘောင်းအောက်တစ်ချောင်းလေးပဲကြိုက်ပါတယ်ဗျာနောက်တစ်ပွဲစဉ်ကတော့ Northern Forest နဲ့ Lee United ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်ကတော့နှစ်သင်းကတော့အဆင့်16နဲ့16ပေါ့ဗျာတော်တော်လေးတော့ကြောင်ပြောင်းနေတဲ့နှစ်သင်းလာတွေ့တာဖြစ်ပါတယ် Northern Forest ကတော့ဦးလက်ရှိရှောင်းတိုင်းလက်ထက်မှာတော့ပစိုးပေါ့ဗျာခြေစမ်းပိုင်းလေးအတက်ပိုင်းတော့ရောက်လာတာတွေ့ရတယ်ဒီနေရာမှာအခုလက်ရှိပေးထားတဲ့ခြေတန်းပေါ့ဗျာ level 30ကနေပဲအခုလက်ရှိမှာဆိုတော့ level 5မှဝင်ရောချင်းကတ်နေတာတွေ့ရတယ် ဂိုးပေါင်းစည်းရရတော့ကျွန်တော်နှလုံး80ရှုံစတီဂျီဖြစ်ပြီးတော့အခုလက်ရှိဂျီတန်ရလဲကျွန်တော်ကြည့်ရမယ်ဆိုရင်နှလုံးငါးမှုရှုံဝင်ရိုးကိုရောက်သွားတာတွေ့ရပါတယ်ဗျာဒါကြောင့်ဒီပွဲစဉ်ကလည်းကြည့်ရမယ်ဆိုရင်ဒါ Northern Forest နိုင်ငံရဲ့လဲ 1C လီယွန်ဒန်နိုင်ငံရဲ့လဲ 1C အဲ့လိုမျိုး1-1ဆိုတော့အများဆုံးပွဲစဉ်တပွဲလို့ပဲကျွန်တော်ယူဆတယ်နှစ်သင်းလုံးရတဲ့ဒါအောက်မရောက်နေတဲ့အတွက်ကြောင့်ပါနှစ်သိန်းလောက်တော့ကြိုးစားပန်းစားတော့ကစားလာနိုင်တဲ့အနေထားတော့ရှိတယ်ဒါပေမဲ့ကျွန်တော်အမြင်ပြောရရင်တော့ဒီပွဲစဉ်ကတော့တည်ယူနေပဲ အဆုံးသတ်သွားဖို့များပြီးတော့ကျွန်တော်ဂိုးဘောအော့ဒီကြောင်းလေးပဲကြိုက်ပါတယ်ဗျာနောက်တစ်ပွဲစဉ်ကတော့ကျွန်တော် Crystal Palace နဲ့ Brighton တို့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့ Crystal Palace ဟာ Brighton ကိုလည်းပဲငါးမှုရှုံးပြီးလာတယ်ဂိုးဘောစီးရ၃လုံးငါးမှုအနိုင်ပါဗျာအခုလက်ရှိခြေတန်းရကျွန်တော်ကြည့်မယ်ဆိုရင် Crystal Palace ဟာလည်းပဲ40လောက်ထိဖြစ်လာတာတွေ့ရတယ်ဂိုးဘောစီးအရတော့ကျွန်တော်ဒါ၃လုံးကိုပေါ့ဗျာကျွန်တော်80အနိုင်လောက်ထိတော့ဖွင့်လည်လာတာတွေ့ရတယ်ဒီခြေတန်းကလည်း အဲ၃လုံးကားမှုနဲ့ကနေ၃လုံး80အနိုင်ထိပြုတ်ကျသွားတာတွေ့ရတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာပေါ့ဗျာ Brighton နဲ့ဟိုအဝေးဝင်ညံ့တာလေဒီကြောင်နောက်ချက်ကကျွန်တော် Crystal Palace အနေနဲ့ဒီနေ့မှာအိမ်ဝင်ဖောင်းကလည်းပြန်ပြီးတော့ကောင်းမွန်လာတဲ့ဒီကြောင်ပေါ့ဗျာဒီဒီချက်တွေကြောင့်ဒီနေ့မှာ Crystal Palace ရဲ့ပြီးလာတဲ့ Jadon level 40ဆိုတော့မဖြစ်သင့်တဲ့ Jadon လို့ကျွန်တော်တို့ယူဆတယ်ဘာလို့လဲဆိုတော့ Brighton အဝေးဝင်ညံ့တာလေကျွန်တော်တို့အသီးဆုံးဖြစ်မှာပါဒါကြောင့်ဒီနေ့မှာကျွန်တော် Crystal Palace နဲ့ level 80 80အဲ့လောက်ထိတော့ပေးတင်တယ်လို့ကျွန်တော်ယူဆတယ်ပြီးတော့ဒီနေ့မှာကျွန်တော် Brighton Body ကြိုက်ပါတယ်ဒီပွဲစဉ်ကကျွန်တော်တေးကြသွားပြီးတော့ဂိုးများသွားနိုင်တဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်သုံးသပ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်ကကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ် Brighton Body ခပ်ပါပါကြိုက်ပါတယ်ဗျာနောက်တစ်ပွဲစဉ်ကကျွန်တော် Aston Villa နဲ့ဘုံမော့ပဲဒီပွဲစဉ်ကတော့ Aston Villa တွေလည်းပဲ30ရှုံးပေးတယ်ဂိုးပေါင်းစီးရ3လုံး60အနိုင်ပါဗျာဒီပွဲစဉ်မှာဆိုတော့ Aston Villa ဟာ ဒီပေးလာတဲ့ဂျေးတန်းပေါ့ဗျာ level 30အဲ့လောက်ပဲပေးနိုင်တာဖြစ်ပါတယ်ရမတ်ကလည်းသိမကွာဘူး15မိုင်နဲ့ကျွန်တော်ဆက်ရှင်မှတ်အဆင့်ကတော့အနည်းငယ်တော့ကွာနေတာတွေ့ရတယ်အဆင့်7နဲ့အဆင့်9တို့ဖြစ်ပါတယ်ဗျာဒါတော့ဒီနေရာမှာကျွန်တော်ဘုံမောက်ကလည်းကျွန်တော်ဒါခေတဲ့အသင်းတော့မဟုတ်ဘူးဝေကွင်းဖောင်ရလည်းမဆိုးဘူးအစွန်ဗီလာကတော့တော်လေးပုံစံကောင်းပေါ့ဗျာပြန်ရနေတာကျွန်တော်တွေ့ရတယ်ဒါတော့ဒီနေရာမှာကျွန်တော်ဘုံမောက်အနေနဲ့လည်းကန်စစ်ပဲကျွန်တော်အသားပေးပြီးတော့ကစားလာမယ့်ပွဲစဉ်လို့ကျွန်တော်သုံးသပ်တယ် ဝမ်းဝါလောက်ပဲကျွန်တော်ပြီးသွားမယ်လို့မြင်မိတဲ့အတွက်ကြောင့်ဒီပွဲစုံလည်းကျွန်တော်ကိုးပေါင်းအောက်ကြိုက်ပါတယ်ဗျာကဲနောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော်တို့ကည7:00နာရီမှာကံမဲ့မန်စီးတီးနဲ့လီဗာပူးတို့ပွဲစဉ်မှာဆိုရင်တော့မန်စီးတီးရဲ့ဂျေးဒန်ဟာတော်လေးပေးလာတာတွေ့ရတယ်တေးရှုံးပေးလာပြီးတော့ကိုးပေါင်းကြီးရ3-5မှုရှုံးပေးလာတာတွေ့ရပါတယ်ဗျာဒီနေရာမှာကျွန်တော်အများဆုံးကျွန်တော်စဉ်းစားရတဲ့ စဉ်းစားမှာပေါ့ဗျာဒီပွဲစဉ်ကိုကျွန်တော်တို့ကကိုးပေါင်းအပေါ်ကြီးကစားဖို့များတယ်လို့ကျွန်တော် သုံးသပ်တယ်နောက်တစ်ချက်ကကျွန်တော်ဒီနေရာမှာပြောချင်တာကတော့ကိုးပေါင်းစည်းပေါ့ဗျာဥပမာကျွန်တော်သုံးလုံးငါးမှုရှုံးကနေပြီးတော့ထပ်ပြီးတော့များတက်လာမယ်ဆိုရင်ဒီပွဲစဉ်ကျွန်တော်ကိုးပေါင်းပေါ်သင်းတဲ့ပွဲစဉ်လို့ကျွန်တော်သုံးသပ်တယ်နောက်တစ်ချက်ကမန်စီးတီးအနေနဲ့ဒီနေ့မှာပေးလာတဲ့ခြေတန်းပေါ့လေးပဲရှုံးပေါ့အပြည့်ရှုံးဆိုတော့တော်တော်လေးခြေတန်းရောက်တဲ့ခြေတန်းလို့ကျွန်တော်သုံးသပ်တယ် မန်စီးတီးနဲ့ဒီပွဲစဉ်ကိုကျွန်တော်တို့ဒါအောက်ထက်1 2 0အလိုမျိုးနိုင်သွားမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်သုံးသပ်ပါတယ်ဗျာဒါတော့ဒီပွဲစဉ်မှာဆိုတော့မန်စီးတီးဘော်ဒီတော်တော်လေးကောင်းတယ်လို့ကျွန်တော်ယူဆတဲ့အတွက်ကြောင့်ကျွန်တော်မန်စီးတီးဘော်ဒီကြိုက်ပါတယ်ဂိုးပေါင်းအရတော့ကျွန်တော်အရှိတ်ပြောသွားတယ်လို့ပဲဂိုးပေါင်းစီးကျွန်တော်3လုံး80ရှုံးအဲ့လောက်ထိ3လုံးရှုံးနေပါဖြစ်သွားမယ်ဆိုရင်ဂိုးပေါင်းအပေါ်ရိုက်တင်ပါတယ်ဗျာအခုဒီနေရာမှာကျွန်တော်ပေးလာတဲ့ခြေတန်း3လုံး5မှုရှုံးပါဒီပွဲစဉ်ကျွန်တော်ဂိုးပေါင်းအောက်ကိုအရေးဆုံးပြီးကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ် မန်စီးတီးဘော်ဒီနဲ့ဂိုးပေါင်းအောက်ပါဗျာကဲဒါတော့ဒီနေ့မှကျွန်တော်ဒါအတူကျုံးလေးပေါ့ဗျာကျွန်တော်ကြိုက်တဲ့ဟာလေးတော့ပြောပြသွားတာဖြစ်ပါတယ်ကျွန်တော်တကယ်ကြောင့်ပဲဒီနေ့မှလည်းသတိထားပြီးတော့ဆော့ချဖို့လေကျွန်တော်ပြောချင်ပါတယ်ဗျာဒီနေ့ကျွန်တော်ကိုတော်ကြီး channel မှာဒီဆော့ပိုင်းပွဲစဉ်လေးပေါ့ဗျာနှစ်ပွဲရှိတာကျွန်တော်ထည့်သွင်းပြီးပြောပြသွားမှာဖြစ်ပါတယ်အလန်ဒါနဲ့ဆက်ဆူတို့ပွဲစဉ်မှာဆိုရင်တော့အလန်ဒါဟာစာရီ130ရှုံးပေးလာတယ်ဂိုးပေါင်းစည်းရ3လုံး5မှုနိုင်ပါဗျာအခုလက်ရှိခြေတန်းရတော့ အလန်နာဂျီရာ190ရှုံးလောက်တော့ဖြစ်နေတာတွေ့ရတယ်ကိုပေါင်းစီကတော့သုံးလုံးငါးမှုနိုင်ပါဒါကြောင့်ဒီအလန်တာရဲ့ဂျီရန်ဟာကျွန်တော်အမြင်ပြောရတော့ဒီဆက်ဆူလိုတန်တက်လိုအသင်းကိုဒီထက်မကပို့ပြီးတော့ပေးတင်တယ်လို့ကျွန်တော်ယူဆတယ်ဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်အလန်နာဘော်ဒီကိုကျွန်တော်ညင်းပယ်ပြီးတော့ဆက်ဆူလို body ကိုကျွန်တော်ကြိုက်ပါတယ်ဒီဘက်တင်မှာကျွန်တော်ဆက်ဆူလိုအနေနဲ့ဂိုးတကူရသွားနိုင်တဲ့အနေထားတွေကြောင့်ဒီဘက်တင်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ဗျာဆက်ဆူလို body နဲ့ဂိုးပေါင်းအပေါ်ပါဗျာ နောက်တော့ကျွန်တော် Vivao နဲ့ Real OVL တို့ပါဒီဘက်ကတော့ည9:00နာရီခွဲမှာကန်သွားမှာဖြစ်ပါတယ်ဒီဘက်ကျွန်တော် Real OVL တို့ Vivao ကနေပြီးတော့ 1D ပေးလာတွေ့ရတယ်ကိုပေါင်းစည်းရနှလုံး40ရှုံးပါဗျာအခုလက်ရှိခြေထဲကကျွန်တော်ပြန်ကြည့်ရမယ်ဆိုရင် Vivao ရဲ့ကြီးဟာ120အနိုင်လောက်ထိဖြစ်နေတာတွေ့ရတယ်ကိုပေါင်းစည်းရလည်းဒီလိုပါပဲနှလုံး30ရှုံးပါဗျာဒါကြောင့်ဒီဘက်ကျွန်တော်ဆိုရင်တော့ Vivao အနေနဲ့ကျွန်တော်ဒါခြေသွားပိုင်းတော်လေးကြာဆင်းနေတာကျွန်တော်တွေ့ရတယ် ထို့တူပဲ real over တို့ကလည်းအဝေးဝန်းဆိုလည်းတော်တော်လေးညံ့တာဖြစ်ပါတယ်ဗျာဒီနေရာမှာကျွန်တော်ဘီဘောရဲ့ခြေရန်ပေါ့ဗျာဒီခြေရန်ပေးလာခြင်းအဖြစ်ကျွန်တော်အမြင်ပြောရတော့ဟိုမလွယ်ဘူးလို့ပဲကျွန်တော်သုံးသပ်တယ်ဒါတော့ဒီဘက်စီမှာဆိုတော့ကျွန်တော်အောက်သင်းဖြစ်တဲ့ကျွန်တော် real over တို့ကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာ goal bound ဆိုရင်လည်းကျွန်တော် goal bound အောက်ပဲကျွန်တော်ကြိုက်ပါတယ်ဗျာကဲဒါတော့ဒီနေ့မှာကျွန်တော်ကုသိုလ် channel ပေါ်တော့ဒီအစောပိုင်းပွဲစဉ်တွေပေါ့ဗျာ အင်္ဂလန်ပရီးမီးယားလိပွဲစဉ်အပါအဝင်အားလုံးပေါင်း9ပွဲကိုကျွန်တော်သုံးသပ်သွားတာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ထဲမှာကျွန်တော်ကိုကြိုက်တဲ့ဟာလေးတွေရွေးထိုးကြဖို့လည်းကျွန်တော်ပြောချင်ပါတယ်ဗျာ။အများဆုံးဆော့မသုံးပွဲလေးပွဲလောက်ပဲဒီနေ့မှလည်းဆော့ကြဖို့ကျွန်တော်အကြံပေးပါရစေ။ဒီပွဲဒီဒီရက်ပြီးလို့ရှိရင်ကျွန်တော်ဒါ international break လာမှာဖြစ်တဲ့အတွက်ကြောင့်အသင်းတွေကလည်းကျွန်တော်တောက်လျှောက်ကံတွေရတဲ့ကြောင့်ပွဲပန်းနိုင်တဲ့လက္ခဏာတွေအများကြီးရှိနိုင်ပါတယ်ဗျာ။မနေ့ကလည်းကျွန်တော်တို့ဒါအာဆင်နယ်ကြာသွားတယ် ဘိုင်မြူနစ်ကျသွားတယ်တော်အတင်းကြီးတော်တော်များများမနေ့ကကျွန်တော်တို့ကျသွားတာတွေ့ရပါတယ်ဗျာ AC Milan ဆိုလည်းတူတူသေးကျပြီးတော့ကျသွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တကယ်ကြောင့်မေးသတိထားပြီးတော့ဆော့စီခြင်းပါတယ်ဗျာဒီနေ့မှကျွန်တော်တို့ဒါ The 2ရောင်းပွဲထပ်ပြီးတော့ထွက်ရှိမှာဖြစ်တဲ့ကြောင့်ကျွန်တော်တကယ်ကြောင့်မေးလိုချင်ပြုခြင်းနဲ့ချခြင်းနဲ့ဆိုရင်တော့လာရောက်ဆက်သွယ်ဝေယူကစားနိုင်ပါတယ်ဗျာအားလုံးပဲအပေါင်းပြကြပါစီဗျာ